သူတော်ကောင်းဆိုတာသူများမကောင်းကြောင်းကိုဗဇက်အယတာခံပြီးပြောပါသလားအရှင်ဖရာတဲ့အင်ကုတ်တို့ပါဠိတော်စတုကနိပတ်အပနကဝတ်သပုရိသတုံးမှာသူယုံမှာလက္ခဏာ၄ချက်နဲ့သူတော်ကောင်းလက္ခဏာ၄ချက်ကိုမြတ်စွာဘုရားဟောကြားထားပါတယ်သူယုံမှာလက္ခဏာ၄ချက်ကဘာတွေလဲဆိုရင်၁သူတစ်ပါးမကောင်းကြောင်းကိုမမေးဘဲပြောခြင်း၂သူတစ်ပါးမကောင်းကြောင်းကိုမေးပြီဆိုရင် ပူပူတာတာပြောခြင်း၃တူတပါးကောင်းချောင်းကိုမမေးရင်မပြောခြင်း၄တူတပါးကောင်းချောင်းကိုမေးသည်ဆိုရင်ချော့ချော့ပော့ပော့ပြောခြင်းဒါဟာသူယုံမှာလက္ခဏာ၄ချက်ပဲဖြစ်ပါတယ်သူတော်ကောင်းလက္ခဏာ၄ချက်က၁တူတပါးမကောင်းချောင်းကိုမမေးရင်မပြောခြင်း၂တူတပါးမကောင်းချောင်းကိုမေးပြီဆိုရင်လည်းပဲချော့ချော့ပော့ပော့ပြောခြင်း၃ သူတစ်ပါးကောင်းချောင်းကိုမမေးဘဲပြောခြင်း၄သူတစ်ပါးကောင်းချောင်းကိုမေးပြီဆိုရင်အကျယ်တဝန်းပြောခြင်းဒါဟာသူတော်ကောင်းလက္ခဏာ၄ချက်ပဲဖြစ်ပါတယ်အထက်ကဖော်ပြပါသူယုံမှာလက္ခဏာ၄ချက်ထဲမှာသူတစ်ပါးမကောင်းချောင်းကိုမမေးဘဲပြောခြင်းဆိုတဲ့အချက်ပါတာကြောင့်သူတစ်ပါးမကောင်းချောင်းကိုမစက်အယတာခံပြီးပြောနေပြီဆိုရင်အဲ့ဒီလူဟာသူယုံမှာပဲဖြစ်ပါတယ်နော် ဆူတောင်းပြေဖရားဆိုတာကိုရှင်းပြပါအောင်ဥစဉ်တဲ့ဆူတောင်းပြေဖရားတို့အလိုတော်ပြေဖရားတို့စတဲ့ဘွဲ့နံမဲတွေကခေါ်လို့လွယ်အောင်လို့လူတွေမှဲ့ထားတာပါနော်ဖရားဟောကြံကန်လာတဲ့ဘွဲ့နံမဲတွေမဟုတ်ပါဘူးနော်ဗုဒ္ဓဘာသာရဲ့ဆူတောင်းကိုလည်းသိကျင်ပါတယ်ဆူတောင်းရင်ဘုသူစီတောင်းတာလေတဲ့ဆူတောင်းတယ်ဆိုတာကလေကုသိုလ်ကောင်းမှုတစ်ခုကိုအရင်ပြုပြီးတော့ပေါ်ပေါက်လာတဲ့အကျိုးတရားရဲ့အပေါ်မှာဖြစ်ချင်တာကိုထုတ်ဖော်ပြီးပြောတာပါ ဘသူစီမသွားတောင်းတာမဟုတ်ပါဘူးเนาะဘသူကဖြည့်ပေးတာထင်လဲရှင်းပြပေးပါဦးတဲ့ဘသူမှဖြည့်ပေးတာမဟုတ်ပါဘူးအကြောင်းကြောင့်အကျိုးပေါ်တာပါဥပမာတစ်ခုပြောမယ်မပိုင်ရှင်ကအချိုးကြိုက်လို့တကြားစားမယ်တကြားစားလိုက်တဲ့အခါမှာချိုးတဲ့အရာသာပေါ်လာတယ်အဲ့ဒီချိုးတဲ့အရာပါကိုဘသူကလာပေးတာလဲဘသူမှလာပေးတာမဟုတ်ပါဘူးတကြားကိုစားလိုက်လို့ချိုးတဲ့အရာသာပေါ်လာတာပါเนาะ အဲ့ဒီအတိုင်းပါပဲကုသိုလ်ကောင်းမှုပြုလိုက်လို့ကုသိုလ်ရဲ့အကျိုးကိုခံစားရတယ်ဆိုတာဘယ်သူမှလာပေးတာမဟုတ်ပါဘူးကုသိုလ်ကောင်းမှုအကြောင်းကိုပြုလိုက်လို့ကုသိုလ်ရဲ့အကျိုးပေါ်ပေါက်လာတာပါနော်နားလည်ပါစေအရှင်ဘုရားတနာတော်အဖြစ်ဖြေကြားပေးပါ တချို့ယောဂဘုရားသင်ကြတယ်တချို့ယောဂထူတယ်တက်လက်ပိုင်းတွင်စံဖြူသွားကြွေကြတယ်ဘယ်လိုကုသိုလ်မျိုးလုပ်ရင်ကင်းဝေးပါသလဲဘုရားတဲ့မိသိမနိကေဥပရိပါဏာတပါဠိတော် ဝိဘင်္ဂဝတ်သုလကံမဝိဘင်္ဂတုံမှာမြတ်စွာဘုရားကိုသူဘလူလင်မေလျှောက်တဲ့ပု္ပ္ပာ14ချက်ဆိုတာရှိပါတယ်။အဲ့ဒီပု္ပ္ပာ14ချက်ထဲမှာမြတ်စွာဘုရား တချို့သောပုဂ္ဂိုလ်တို့သည်အနာရောဂါကင်းဝေးကြ၏။တချို့သောပုဂ္ဂိုလ်တို့သည်အနာရောဂါထူပြောကြ၏။ဘာကြောင့်ပါလဲဘုရားဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကခြေသားသူဘတချို့သောယောက်ျားမိန်းမတို့သည် ခဲတုတ်ဒါသာသောလက်နက်တို့ဖြင့် တတဝါတို့ကိုနှင်းဆဲနှိမ့်ဆက်ခြင်းမှရှောင်ကျဉ်ကြ၏ထိုပုဂ္ဂိုလ်တို့သည်အနာရောဂါကင်းဝေးခြင်းဆိုတဲ့အကျိုးကိုခံစားရ၏ခြေသားတို့ပါတချို့သောယောက်ျားမိန်းမတို့သည် ခဲဒုဒ္ဒစသောလက်နက်တို့ဖြင့်တတဝါတို့ကိုနှင်းဆဲနှိမ့်ဆက်ခြင်းအမှုကိုပြုကြ၏ထိုပုဂ္ဂိုလ်တို့သည်အနာရောဂါထူပြောခြင်းဆိုတဲ့အကျိုးကိုခံစားရ၏လို့ဖြေကြားတော်မူပါသည်။ဒါကြောင့်အနာရောဂါကင်းဝေးခြင်းတည်းဆိုရင်တတဝါတွေကိုနှင်းဆဲနှိမ့်ဆက်ခြင်းအမှုမှရှောင်ကျဉ်ရမှာဖြစ်ပါသည်။ နောက်တနည်းကအနာရောဂါကင်းဝေးခြင်းတဲ့ဆိုရင်ဆေးလှူပါဆေးလှူခြင်းသည်တက်ရှည်ကြမှာဘေးရန်ကွာ၍ချမ်းသာစင်လှချမ်းရန်ရလျက်ဗလအာကြီးပညာကြီး၍ပစ္စည်းခိုင်မြဲမကွဲချစ်သူ ကျိုးဆယ်စုမှာဆေးလှူသူတို့ရဖို့ဒီဆိုတဲ့အတိုင်းဆေးလှူတဲ့ပုံကိုယ်တွေဟာအနာရောဂါကင်းပြီးအသက်ရှည်တဲ့အကျိုးကိုခံစားရပါတယ်ဒါကြောင့်အနာရောဂါကင်းခြင်းတဲ့ဆိုရင်တတ္တဝါတွေကိုနှင်းဆဲနှိမ့်ဆက်ခြင်းမှရှောင်ခြင်းပြီး စေးလူပါလို့ပြောကြင်ပါတယ်နော်ဝိပါကဝကဘာလဲဖေယားငားမလဲလို့မင်းလျှောက်တာပါတဲ့ကိလေသာဝတ်ကာမဝတ်ဝိပါကဝတ်ဆိုပြီးဝတ်၃ပါးရှိပါတယ်ကိလေသာဝတ်ဆိုတာကလိုချင်တာကို ပြောတာကာမဝတ်ဆိုတာကလိုချင်တဲ့အတိုင်းပြုလုပ်တာကိုပြောတာပြုလုပ်တော့အကျိုးရတယ်အဲ့ဒီရလာတဲ့အကျိုးကိုပဲဝိပါကဝတ်လို့ပြောတာပါနော် တခါတလေလောကကြီးကို စိတ်ကုန်မိတယ်ဘယ်လိုလုပ်ရမလဲဖရားတဲ့။ဘာကြောင့်စိတ်ကုန်တာလဲ။အမားတစ်ခုကိုကျူးလွန်ထားမိလို့အဲ့ဒီအမားကမိမိကိုစိုးကျိုးပေးနေတဲ့အတွက်ကြောင့်ဒီအမားကနေလွန်မြောက်ချင်တာနဲ့လက်ရှိဘဝကနေလွန်မြောက်ချင်လို့လောကကြီးကိုစိတ်ကုန်တာလား။ဒါမှမဟုတ်တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့တဲ့အတွက်ကြောင့်ပံဝေကညံဖြစ်လို့လောကကြီးကိုစိတ်ကုန်တာလား။ အမားတစ်ခုကိုလှုပ်ထားမိလို့အမားကစူဂျိုပေးနေလို့ဒီဒုက္ခကနေလွမြောက်ချင်တာပါဆိုရင်တော့နောက်ထပ်အမားကိုမလှုပ်ဖို့ပဲရှိပါတယ်နော်အဲ့ဒီလိုမှမဟုတ်ပဲနဲ့တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့လို့တန်ဝေကဉာဏ်ဖြစ်ပြီးတော့လောကကြီးကိုစိတ်ကုန်တယ်ဆိုရင်တော့တကယ်ဆင်းရဲဒုက္ခကလွမြောက်ချင်တယ်ဆိုရင်ဝိပဿနာတတိပဒံတရားကိုအားထုတ်ပါဝိပဿနာတတိပဒံတရားကိုအားထုတ်မှသာလျှင်ပဲတကယ်ဘဝရဲ့ဆင်းရဲဒုက္ခကနေလွမြောက်ပါလိမ့်မယ်နော် အရှင်ဖရာအဘယ်အပြစ်ကြောင့်ဘေးဇိုကြီးလေးမျိုးတင့်ပါတယ်ဖရာတဲ့ဘေးဇိုကြီးလေးမျိုးကို ထပ်ပြီးပြောပြမယ်နော်ဘေးဇိုကြီးလေးမျိုးဆိုတာတဲ့သူတော်ဘာတို့ဤဆွဆွဲကဲ့ရဲ့ခြင်းခံရသောပရာနုဝါဒဘေးနှင်းမိမိကိုယ်ကိုပြန်လဲဆွဆွဲကဲ့ရဲ့သောအတ္တနုဝါဒဘေး၃တိုင်းပြည်အုပ်ချုပ်သောအစိုးရမင်းများဤကျိန်တန်ထောင်တန်တေတံပေးခြင်းခံရသောဒန္တဘေး လေမကောင်းမှုကိုကျူးလွန်သဖြင့်တေပြီးသည့်နောက်အပယ်လေးပါးတို့ကြောက်ရွံ့ခြင်းဆိုတဲ့ဒုက္ခိဘေးလိုပဲဖြစ်ပါတယ်။ဒါဟာဘေးဆိုကြီးလေးမျိုးပဲဖြစ်ပါတယ်။အဲ့ဒီဘေးဆိုကြီးလေးမျိုးဘာကြောင့်သင်ရတာလဲဆိုရင်၁ကိုဖြင့်ပြုသောကာယဒုစရိုက်မှု၂နှုတ်ဖြင့်ပြုသောဝစီဒုစရိုက်မှု၃စိတ်ဖြင့်ပြုသောမနောဒုစရိုက်မှုဤကာယကံဝစီကံမနောကံဆိုတဲ့ ကံသုံးပါဤဒုသရိုက်မှုတို့ကြောင့်ဘေးသူကြီးလေးမျိုးတင်းရောက်ရခြင်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကိုအင်ဂုတ်တို့ပါဠိတော်စတုကနိပတ်ဘယဝတ်အတ္တနုဝါဒတုံးမှာမြတ်စွာဘုရားအကျယ်တဝန်းဟောကြားထားပါတယ်နော်။ဖုံဖုံဖေရရေစစ်လူရသောအကျိုးဖြေပေးပါဖေရတဲ့။အပါဒံပါဠိတော်မှာရေစစ်လူတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုး၅မျိုးရရှိနိုင်ကြောင်းဟောကြားထားပါတယ်။ အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁မျက်ပြေ၌ဖြည့်ရခြင်း၂တခိုးဓမြတို့ကမနှိမ့်ဆက်မလွန်မိုးနိုင်ခြင်း၃ဓာလှန်အစာရှိတဲ့လက်နက်မျိုးစုံဖြင့်မငင်းဆဲခံရခြင်း၄အစိတ်လက်နက်ဖြင့်မငင်းဆဲခံရခြင်း၅တတ်တမ်းမပြေပဲကြာကာလ၌တိတ်ဆုံးမှု မရှိခြင်းဆိုတဲ့ကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်ဒါဟာရေစစ်လှူခြင်းကြောင့် ရရှိလာမိကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်။ပေါ်ပြပါကောင်းကျိုး၅မျိုးကိုလိုချင်တယ်ဆိုရင် ရေစစ်လှူပါလို့ပြောကြင်ပါတယ်။ဒီမတ်ရဲ့အရေးအပါကိုကြည်တော်အဖြစ်ရန်လိုတဲ့မိခွန်းဆိုတာထင်ရှားတဲ့အတွက်ဒီမတ်ပိုင်ရှင်ဟာဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုတာသိကြပါတယ်။ဥစဉ်ကလေဥစဉ်ရဲ့တစ်တော့အကောက်မှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အမေးအဖြေတွေပဲတင်တယ်နော်။ တခြားဘာသာကိုထိခိုက်တဲ့အရာမျိုးတွေလုံးဝမတင်ဘူးအဲ့ဒါကိုတခြားဘာသာဝင်တွေကလည်းသိတဲ့အတွက်ဥသိန်းကိုလာပြီး follow လုပ်ထားတာတောင်ရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါဥသိန်းဖြေပေးလိုက်ပါမယ်နော်သူမေးထားတာကဂေါရမဖယားကလူအချင်းချင်းကတော့ခိုင်းသလားတဲ့ကတော့ခိုင်းပါတယ်တို့တော့လူတိုင်းကိုတော့မဟုတ်ဘူးနော် သီလတမာတိပညာရှိတဲ့ပုဂ္ဂိုလ်ကိုကြော်ခိုင်းပါတယ်ဘုရားဘာသာဝင်တွေကဖုန်ကြီးတွေလူအချင်းချင်းခိုင်ကြော်တာတွေကို မြင်တဲ့အခါမှာပညာမဲ့တဲ့လူတွေက လူလူချင်းကြော်တယ်လို့မြင်ပါတယ်တကယ်တော့လူလူချင်းကြော်တာမဟုတ်ဘူးเนาะသူတို့မှရှိတဲ့သီလတမာတိပညာတွေကိုရှိခိုးတာဖြစ်ပါတယ်အဲမတ်ပိုင်ရှင်လည်းပဲသီလတမာတိပညာရှိတယ်ဆိုရင်မတ်ပိုင်ရှင်ကိုလည်း သီလတမာတိကိုလေးစားတဲ့အနေဖြင့်ရှိခိုးကြပါလိမ့်မယ်။နော်။ဒါကြောင့်ဗုဒ္ဓကလူသားအချင်းချင်းရှိခိုးခိုင်းတယ်ဆိုတာဟာအဲ့ဒီလူမှာရှိတဲ့သီလတမာတိပညာတွေကို ရှိခိုးခိုင်းတာပါ။နော်။ပညာမဲ့တဲ့လူမိုက်ကို ရှိခိုးခိုင်းတာမဟုတ်ပါဘူး။ဖီဒီဒီတဲပြီးဇာဖူးခိုင်းတာရောဂေါရမလန်းစင်လားအမှန်ပဲဖြေပါတဲ့တဲ့မေးတာတဲ့တဲ့ဖြေပါတဲ့။ ဗုဒ္ဓဂေါရမရဲ့လမ်းစဉ်ကတန်တရာဝစင်းရဲ့ကလွမြောက်ဖို့လမ်းစဉ်ပါနော်သို့တော့ဖះရှင်ကစီဒီတဲပြီးတော့ဖူးတဲ့ပုံကိုယ်တွေဟာတတ်တော်ထင်ရှားဖះတကဲ့သို့အလေးထားပြီးဖူးမြော့မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေများစွာရရှိနိုင်ကြောင်းဓမ္မပဒပါဠိတော်မှာဟောကြားထားတယ်နော်ဒါကြောင့်စီဒီတဲခြင်းဟာလည်းပဲဗုဒ္ဓဖះရှင်ရဲ့အလိုကျဖြစ်တယ်တဲ့တဲ့ဖြေးပါဆိုလို့တဲ့တဲ့ဖြေးလိုက်ပါပြီနော် မန်ပိုင်ရှင်ကိုလည်းဥပင်းပြောလိုက်ပါမယ်လူတယောက်ကိုမေးတဲ့အခါမှာမိမိနဲ့ဘာသာတူအချင်းချင်းပဲဖြစ်ဖြစ်မိမိနဲ့ဘာသာမတူတဲ့လူဘုပဲဖြစ်ဖြစ်မိကုန်တစ်ခုကိုမေးတော့မယ်ဆိုရင် မေတ္တာရှိထားပြီးမေးပါရံလိုတဲ့စိတ်နဲ့မမေးပါနဲ့နော်ရံလိုတဲ့စိတ်နဲ့မေးမယ်ဆိုရင်ကိုယ်အရေးချင်းမရှိကြောင်းကို့မှာမေတ္တာတရားမရှိကြောင်းချပြကြလို့ဖြစ်နေပါလိမ့်မယ် เนาะဒါလေးတော့ပြောလိုက်ပါရစေ